အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဂမ်ဘီယာကြက်ချီခတ်နဲ့မာတက်ကြတဲ့ညာလန်းချောင်းဘော့ကကြက်ချီခတ်တည်းအကြောင်းကို တင်ပြလိုပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာမှာညာလန်းချောင်းနဲ့နှလုံးလန်းချောင်းကြားမှာနှလုံးလန်းချောင်းကိုမထိတဲ့ကြက်ချီခတ်သေးသေးလေးတွေရှိတတ်ကြပါတယ်လူတော်တော်များများကဒါကိုဂမ်ဘီယာကြက်ချီဆိုပြီးထင်တတ်ကြပါတယ်အမှန်တော့ဂမ်ဘီယာကြက်ချီမဟုတ်ပါဘူးဂမ်ဘီယာကြက်ချီကလောက်ဝါအလဲမှာပဲရှိတတ်ကြပါတယ် နောက်ပြီးအပေါ်နဲ့အောက်နဲ့လည်းစံချိန်ညှိလို့ရလောက်အောင်တည်တတ်ပါတယ်အပေါ်အတိုင်းတာနဲ့အောက်အတိုင်းတာ တူညီမျှတတ်ပါတယ်အခုကဒီလိုမျိုးမဟုတ်ပါဘူးချက်ချေခတ်သေးသေးလေးတွေကညံလန်းကိုလာထိနေခြင်းမျိုးဖြစ်ပါတယ်အဲ့လိုထိတဲ့ချက်ချေခတ်တွေတဲကလက်ညူအောက်ကြာသာပြီးဂျိုခုံတက်တက်ညံလန်းချောင်းပေါ်မှာရှိလို့ရှိရင်သူက မတော်တဆခေါင်းကိုထိခိုက် နာကျင်စေတတ်ပါတယ်ဒံယာရတတ်ပါတယ် သူတစ်ပါးကိုစိုးမိုးလိုတဲ့စိတ်ရက်ဆက်တဲ့စိတ်တွေထားရှိတဲ့အတွက် ထိခိုက်တံရရတတ်ပါတယ်။ရံဖြစ်တတ်ပါတယ်။လက်ကလေးအောင်ညံလန်းချောင်းရဲ့အထက်မှာဒါမျိုးရှိလို့ရှိတော့သူကပေါက်ကွဲစေတတ်တဲ့အရာနဲ့ပတ်သက်တဲ့တံရမျိုးတွေရတတ်ပါတယ်။ဥမာအဖြစ်တနတ်တို့ဘုံတို့ဖြစ်ပါတယ်။ညံလန်းချောင်းပေါ်ကကြက်ချီခတ်တွေကသွေးထွက်တန်ယူတံရရခိုင်လေခေါင်းကိုပဲအဓိကထိခိုက်မိတာဖြစ်ပါလိမ့်မယ်။လက်သကြွယ်အောင်ညံလန်းချောင်းပေါ်ကကြက်ချီခတ်ကလေးကတော့ အမြင့်ကနေလိတ်ကြပြီးခေါင်းကိုပဲထိခိုက်တံရရတက်ပါတယ်။နောက်ဆုံးလက်တန်အောက်တက်တဲ့ညံလန်းချောင်းပေါ်ကကြက်ချေခက်ကလေးကတော့မီးအပူဓာတ်တွေနဲ့အလုတ်လုတ်တဲ့သူတွေမှပါခင်တော့မကောင်းပါဘူး။သိပ်ပံနီးပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကြောင့်ပေါက်ကွဲပြီးခေါင်းကိုလာပြီးတံရရမယ်လို့ဆိုလိုပါတယ်။ဒါကြောင့်ရွှေပရိလုတ်တဲ့သူတွေလည်းမီးနဲ့လုတ်တဲ့အတွက်လက်တန်အောက်ညံလန်းချောင်းပေါ်မှာပါခဲ့မယ်ဆိုရင်မကောင်းဘူးလို့ဆိုလိုပါတယ်။သတိထားဖို့လိုပါတယ်။ ်နောက်ထပ်မျက်ဝိပြီးမဲ့လက္ခဏာကတော့ကိုကံကောင်းရဲ့လက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြရတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါဒီလက္ခဏာရှင်ဟာလွန်တော်တဲ့လူတယောက်ဖြစ်ပါတယ်သူရဲ့ငယ်ဘဝကပင်မဆင်းရဲရပြီးတော့ဆွေမျိုးမိဘကိုအနစ်နာခံရပါတယ်ဒါပေမဲ့အသက်ရလေလေသူရဲ့ကြိုးစားမှုတွေကြောင့်အောင်မြင်လေလေဖြစ်ပါတယ်သူရဲ့လက်ဝါးပြင်ကအောင်မြင်လန်းကဘာနဲ့မှကိုမတိပနဲ့အဖြတ်ကင်းစွာနဲ့ယက်တီနေပါတယ်လုပ်ငန်းမျိုးစုံ၊ယာတူမျိုးစုံလက်ခံပြီးတာဝန်ယူမှုအပြည့်နဲ့မန်နေဂျာယာတူကိုလောက်ကင်ပါတယ်။ဘာသာရေးနဲ့ပတ်သက်ပြီးမနှောအာယုံကောင်းလာပါတယ်။ ဘာသာရေးကုသိုလ်ကိုလည်းအယံယုံကြည်တတ်ဝင်သူဖြစ်ပါတယ်။တရားဘာဝနာမပြတ်အားထုတ်လေးရှိသူဖြစ်ပါတယ်။မကြသေးခင်ကမှသူအလုပ်ကြောင်းမဲ့အကြောင်းလာရောက်ဆွေးနွေးပါတယ်။သူအလုပ်ကတဏ္ဍာရန်လုံးနီးပါးရှိရာကိုကြီးကျက်ကုတ်ကဲရတဲ့အတွက်နေပြည်တော်မန္တလေးစကိုင်းမြို့ကိုရန်ကုန်ကနေမကြာခဏသွားရပါတယ်။သူကိုကျင်းဒီရန်ကုန်မှာအထိုင်မဲ့လှုပ်တဲ့ကြောင်းအကြံပေးဆွေးနွေးခဲ့ပါတယ်။အဲ့ဒီနောက်တရက်ပဲချားပါတယ်။ငလင်ကျော်ကသူသွားရလမ်းတစ်လျှောက်ဖြတ်ခဲ့တဲ့အခါမှာသူကဘေးလွတ်ခဲ့ပြီဖြစ်ပါတယ်။ ဒီကံမြောက်အသက်မပြောင်းရသူဖြစ်ပါလေချမ်းသာခြင်းအောင်မြင်ခြင်းနဲ့အတူကံကောင်းခြင်းကသူ့ကိုဘလို့ကြောင့်ဖြစ်စေပါသလဲသူရဲ့လက်အလယ်မှာတွီးကံပိတ်နေခြင်းကမန်ကန်တဲ့ဆုံးဖြတ်ချက်ကိုမော်စရာရဲ့ကြိမ်လို့လိုမျိုးပဲစီလူရစီဖြစ်ခြင်းကိုရရှိစေပါလေဒါပြင်ကံလန်းကလည်းလက်ကလေးတိတက်နေခြင်းအောင်မြင်လန်းကလည်းအတူကောင်းခြင်းအသားကြီးလက်ပခြင်းလက်ပုံစံကောင်းမွန်ခြင်းတို့ကြောင့်ကုသိုလ်ကံကောင်းတဲ့လူကြီးမင်းဟာကိုယ်ကံကောင်းဘဝကိုရရှိစေပါလေမွေးရပါလက္ခဏာကြီးပဲတော့မဟုတ်ပါဘူး လူကစူးစမ်းနေရင်းနဲ့လေဒီလိုလက္ခဏာကောင်းတွေပေါ်ပေါက်ရတတ်ပါတယ်နောက်တစ်ခုကတော့ကြာတာပတိကျူခုံက၄တော့ကွက်အကြောင်းပါပုံမှန်ပြထားတဲ့လက်ဝါပြင်ရဲ့လက်ညိုအရင်မှာဆော်လမွန်လက်စွပ်ရှိပါတယ်လက်စွပ်ကမှ၄တော့ပုံစံလာပွဲစီနေတာဖြစ်ပါတယ်ရိုးရိုး၄တော့တီးတက်ရှိနေရင်တော့မှသူများကြောက်တွန်းလို့မရသူများဖြစ်ပြီးတော့ဂုံတိတ်ခအတွက်အကာအကွယ်ပေးပါတယ်အခုလိုဆော်လမွန်လက်စွပ်ကိုထိဆက်ပြီးမှ၄တော့ဖြစ်နေခြင်းကိုတော့အင်မတန်ထူးခြားလာစွာမြင်ရပါတယ်ဒါလေးရှိတဲ့သူက ူများကြီးကျူးတာခံရပြီးလေးစားမှုကိုရနေတတ်ပါတယ်။စီလိုရာစီဆန္ဒပြေဝပြီးနှုတ်ထွက်စကားတွေကအမိတ်လိုပဲဖြစ်ပါတယ်။မော်ဂန်ပြဆန်စွာထူးဆန်းလာပါတယ်။ကြိုပြီးတည်နေတဲ့နမိတ်စကားတွေဟာအနာဂတ်မှာဖြစ်တည်လာတတ်ပါတယ်။ဆရာကြီးတယောက်ကတော့ဒါကိုတိုက်ဆက်လို့ဆိုပြန်ပါတယ်။အလိုရှိရာပြေဆုံးတဲ့တိုက်ဆက်တူလို့ဆိုပါတယ်။ဘလို့ပဲပြောပြောကောင်းသောအမှတ်သားဖြစ်ပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့လူကျင်စိတ်ရှိသလောက်လူတန်းနိုင်သူဖြစ်လာတာပဲဖြစ်ပါတယ်။ ပုံမှန်ပြထားတဲ့လက္ခဏာကညံလန်းနဲ့နှလုံးလန်းပူးနေတဲ့လက်ပြသမားဖြစ်ပါတယ်။ဒီလိုလက်ပြသမားတွေကအပင်ပန်းခံနိုင်တယ်၊စိတ်မာတယ်။သူသိသလိုပဲလှုပ်နီးလှုပ်ဟန်နဲ့လှုပ်မယ်။သူများသိသလိုမသိတဲ့အခါမှာကြံခဲတတ်တယ်။အခုပုံမှန်ပြထားတဲ့လက်ပြကတော့အသားရည်မကြမ်းတမ်းပါဘူး။ကြိုးစားရယူနိုင်ပါလိမ့်မယ်။မိမိလှုပ်သလိုမဖြစ်ခင်တော့စိတ်တက်မကြသင့်ပါဘူး။မိမိကြိုးစားလာတာနဲ့လက်ချောင်းရင်းကလမ်းလေးတွေထင်ရှားလာပါလိမ့်မယ်။ သူထက်ပိုကောင်းတဲ့အသားရည်ပိုင်ရှင်တချို့ကတော့အရာရှိတဲ့အဖြစ်တွေ့ရပါသေးတယ်။အဲဒီတော့ဖက်ပေါ်လက်ပါတတ်တဲ့သူတချို့ကတော့လက်ရည်စာကျမ်းပါတယ်။လက်ပြတ်ပါတဲ့သူရရင် အရန်ထိခိုက်နာကျင်ရတယ်လို့အဆိုရှိပါတယ်။မကောင်းဘူးလို့တော့ပြောလို့မရပါဘူး။ကန်ဆိုးနေတဲ့တခြားအမတ်အသားတွေမရှိရင်မဆိုးပါဘူး။တခုပါပဲ။သူတို့ဟာ အခုမြင်ပြီးအခုပျောက်တတ်ကြပါတယ်။ရုတ်တရက်သေဆုံးရလိမ့်ရှိပါတယ်။နောက်တစ်ခုကလည်းလက်ပြတ်ပဲဖြစ်ပါတယ်။ သူကတော့လက်ပြတ်စစ်စစ်ဖြစ်ပါတယ်။သူ့လက်ဝါးပြင်က အခြေခံလက်ဝါးဖြစ်ပါတယ်။လက်ရည်စာက ကျမ်းပါတယ်။ဒီလက်ပြတ်မှာတခြားပြစ်မှုဖြစ်စေတဲ့မကောင်းတဲ့အမှတ်အသားပါလာရင်တော့လူတက်မှုကျူးလွန်တဲ့အသည့်ဇယိုက်ကြမ်းတမ်းတတ်ပါတယ်။သူကလက်လဲယင်သူဖြစ်ပါတယ်။အကယ်၍သူ့ရဲ့လက်မကသာတင်းပုတ်လက်မလူမျိုးပူတူတူလေးတာဖြစ်နေမယ်ဆိုရင်တော့ပိုဆိုးပြီးဖြစ်ပါတယ်။အခုပုံမှန်ပြထားတဲ့လက်မကတော့ပုံစံကောင်းပါတယ်။ဒါကြောင့်သူစိတ်ထိန်နိုင်မှာပဲဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ line တွန်းပုံစံအောင်မြင်လမ်းမှာဖြစ်ပါတယ်။အောင်မြင်လမ်းကြောင်းဆိုတာကဖြောက်လေကောင်းလေဖြစ်ပါတယ်။အပြတ်မြင်မရှိလေကောင်းလေပဲဖြစ်ပါတယ်။အောင်မြင်လမ်းကြောင်းကပေါ်လွင်ထင်ရှားလေကောင်းလေပဲဖြစ်ပါတယ်။အောင်မြင်လမ်းကြောင်းကမိန်တာတွေမုံတာတွေအပြတ်မြင်နေရှိနေမှာဆိုရင်ဘယ်လိုမှမကောင်းနိုင်ပါဘူး။အဲ့ဒီကြားထဲမှာမှပုံမှန်ပြထားသလိုမျိုး line ပုံစံတွန်းနေတဲ့ဆိုရင်လည်းဘယ်လိုမှမကောင်းနိုင်ပါဘူး အခုလိုမျိုးလိုင်းတွန်းပုံစံအောင်မြင်လမ်းကြောင်းကတနင်္ဂနွေဂျိုကုံကိုတက်သွားမယ်ဆိုရင်အောင်မြင်မှုအရန်အားနေပါတယ်စီးပွားရေးတိုးတက်မှုနောက်နေပါတယ်ဘယ်လုပ်ငန်းကိုမဆိုဒီလိုလူမျိုးကစိတ်ဝင်စားမှုနည်းပါတဲ့အတွက်အောင်မြင်မှုမရနိုင်ပါဘူးဒါကြောင့်မိမိတို့ရဲ့လက်မှာလိုင်းတွန်းပုံစံအောင်မြင်လမ်းကြောင်းပါမယ်ဆိုရင်စိတ်တည်တည်ငြိမ်ငြိမ်နဲ့စီးပွားရေးပညာကိုလေ့လာလိုက်စားဖို့လိုအပ်တယ်လို့အကြံပြုချင်ပါတယ် လောက်ဝါပြင်ပေါ်မှာတင်ပုတ်လက်မပါမယ်ဆိုရင်လူတွေကလူသက်သမားလက်လို့ဆိုကြပါတယ်ဒီကနေ့မှာတော့တင်ပုတ်လက်မနဲ့ပတ်သက်တဲ့လက္ခဏာဘူဒ္ဓတချို့ကိုတင်ဆက်ပေးပါမယ်တင်ပုတ်လက်မဟာဥတုတုံနဲ့အကြည့်ဆိုပါတယ်ထိတ်ပိုင်းလုံပြီးဥတုံနေပါတယ်တင်ပုတ်လို့ပုံစံလက်မကပင်ကိုအတိညာနဲပါတယ်တလိဆန်သဘာဝတောင်ရှိပါတယ်လက်ရည်စကြမ်းမဲ့ရက်ဆက်ကြမ်းကြုတ်တတ်တယ်ဒေါသမထိန်တတ်ရင်လူသက်မှုဖြစ်မယ် ညာလန်းတူမယ်ပြတ်ဆက်မယ်ကျွန်းရှိမယ်ချက်ချေခက်ရှိမယ်ညာလန်းဆိုးမယ်ဆိုရင်တော့ရာဇုံမှုကျူးလွန်မိတတ်ပါတယ်ဉာဏ်ပညာလမ်းပေါ်မှာလည်းမူတည်ပါသေးတယ်ဟောလိဝုဒ်မင်းသမီးမေဂန်ဖောက်ဟာသူမရဲ့အကြည့်အရဆိုးတဲ့လက်မကြောင့်စိတ်မျက်နှာပဲရှိပါတယ်လူသက်သမားမဖြစ်ခဲ့ပါဘူးလူတစ်ယောက်ကလည်းသူ့မှာတင်ပုတ်လက်မရှိနေလို့သူကအရန်စိတ်တူတာပဲအသက်တောင်ရန်ရှာခြင်းတယ်လူချမ်းလေးပါဆိုပြီးလက်မကိုပြလာပါတယ် ဒါပေမဲ့လက္ခဏာပညာမှာကလက်မတစ်ခုတည်းကိုပဲကြည့်ရတာမဟုတ်ပါဘူးနှလုံးလန်းအစကလေးကောင်းလားဂျိုးကုံကောင်းလားလမ်းကြောင်းကောင်းလားအပြက်လန်းရှင်းလားဒါတွေကအစကြည့်ရပါတယ်ဒါပြင်လက်ချောင်းလေးတွေကတော့မြာတာမှုရှိလားဆိုတာတွေကိုပါကြည့်ရပါတယ်အားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါမှာစိုးရိမ်တယ်လို့ဖြစ်မလာနိုင်တဲ့အဖြေမျိုးတွေရနိုင်ပါတယ်ညာလန်းကအာသာပြီးစိတ်မြန်လက်မြန်နဲ့အောင်မြင်တဲ့တင်းမုတ်လက်မသမားစီးပွားရေးသမားတချို့ကိုလည်းတွေးရပါတယ် ဇယဝန်ဖြင့်လည်းခွဲစိတ်မှုတော်သူတွေဖြစ်လာတတ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။တင်းပုတ်လက်မပိုင်ရှင်ဖြစ်ပါတယ်။သူ့ရဲ့ကံလန်းညံလန်းနဲ့နှလုံးလန်းတွေကိုခြုံငုံကြည့်လိုက်မယ်ဆိုရင် သူဟာစီးပွားရေးသမားကောင်းတယောက်ဆိုတာကိုသိနိုင်ပါတယ်။သူ့လက္ခဏာရဲ့အာသာချက်ကတော့ဂျိုကုံတွေပြည့်ဖြူပါတယ်။လက်ချောင်းကဒုတဲ့ရှိပြီးလက်အသားကြီးလာပါပါတယ်။လက်ဝါးပြင်တစ်ခုလုံးမှလည်းအပြက်လန်းကင်းပါတယ်။သူ့ရဲ့ကိုကြီးကြနေတဲ့ညံလန်းက အတွေးခေါ်ဒီမှာအာသာချင်းကိုပြဆိုနေပါတယ်။အတလန်အောက်ခြေကတွီးကန်ကတော့တဘာဝအယကံကောင်းချင်းကိုပြဆိုနေပါတယ်။ထီပေါက်ချင်းအမွေရချင်းနဲ့ငွေစုလိုက်အပြုံလိုက်ရချင်းတွေကိုပေးစွမ်းနိုင်ပါတယ်။သူရဲ့လက်အလေကပညာရှင်ဂမ်ဘီယာကြက်ချီကတော့လောကဒဏ်ကိုသူရင်ဆိုင်ရမှာကိုပြဆိုနေပါတယ်။သူရဲ့အောင်မြင်လန်းတွေကလည်းအဖြက်လန်းကင်းစွာရှိနေပါတယ်။ဒါကြောင့်သူဟာလောကဒဏ်ကိုကောင်းမွန်စွာဖျက်ချော်နိုင်ပါလိမ့်မယ်။ ဒီနေရာမှာမှတ်ချက်ကတော့လက္ခဏာရှင်ဟာလက်ရှိငွေရှာကောင်းတဲ့ကုံတဲ့တူဖြစ်ပါတယ်ဒီလိုလက်အသားရည်ယူခုံနဲ့ကောင်းမွန်တဲ့လက်ဝါးပြင်းမျိုးမှာတင်းမုတ်လက်မပါရှိခဲ့မယ်ဆိုရင်လည်းအဆိုးထက်အကောင်းကပိုများမှဖြစ်မဲ့အကြောင်းကိုဘုဒ္ဓတာဖြင့်တင်ပြလိုက်ပါတယ်ခင်ဗျာ